အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့ဒီဒီစုကတသမိမိလေးတို့အတွက်တန်ငါတဲ့ကြီးနဲ့ရွှေငါမင်းသားလေးဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်ပါရရှင်။ဟိုးရှိရှိတုန်းကရွာတရွာမှာတန်ငါတဲ့ကြီးတယောက်ရှိတဲ့။သူကနေတိုင်းငါးရီဖန်းရရတဲ့ငါးရီကိုမြို့မှာသွားရောက်ပြီးလောက်ကင်စားတော့ရတာပေါ့ကွယ်။ တနေ့ကျတော့သူ့မျိုးကိုငားတွေသွားရောင်းရင်းနဲ့မိမလလေးတယောက်ကိုတွေ့တဲ့တန်ငါတဲ့ကြီးကအဲ့ဒီမိမလလေးကိုညင်မြင်ချင်းပဲချစ်မိသွားတာပေါ့သူ့မိမလေးကဇပင်ကလည်းရွှေအိုရောင်အရှိကြီးမျက်လုံးလေးတွေကလည်းဝင်းလက်တောက်ပါပြီးအယန်းကိုလှပါတဲ့ကွယ်တန်ငါတဲ့ကြီးလည်းအယန်းချစ်မိသွားပြီးမိမလလေးကို သူ့နဲ့လက်ထပ်ဖို့ပြောတာပေါ့မိမလလေးရဲ့ခမရကလှလွန်းပါတယ် ျုပ်ကငားရီဖမ်းပြီးရောင်းစားတဲ့တန်ငါတယ်မှုကျုပ်မတောင်းဆိုရပေမဲ့ကျုပ်နဲ့လက်ထပ်နိုင်မလားယင်လို့ပြောတဲ့မိမလလေးကလည်းဒီတန်ငါတယ်ကြီးကငါ့ကိုအယမ်းချစ်တာပါလားသူနဲ့သာလက်ထပ်လိုက်မယ်ဆိုရင်ငါ့ကို အမြဲပြောင်းအောင်ထားမှာအမှန်ပဲလို့တွေးပြီး ကျမရှင်နဲ့လက်ထပ်ပါမယ်ဒါပေမဲ့ကျမကိုအမြဲပျော်ရွှင်အောင်ထားရမယ်ဘရောမှာစိတ်ညစ်အောင် မလုပ်ဘူးလို့ဂရီပေးပါလို့ပြောလိုက်တဲ့ကွယ် တန်ငါတဲ့ကြီးလည်းပျော်လွန်းမကပျော်သွားတာပေါ့အဲ့ဒီလိုနဲ့တန်ငါတဲ့ကြီးလည်းမြို့မှာငားတွေရောင်းပြီး မိမလှလေးကိုလည်းခေါ်ပြီးရွာကိုပြန်သွားတော့တာပေါ့တန်ငါတဲ့ကြီးရဲ့အိမ်ကတိုက်တာကြီးတွေလိုမခမ်းနာပဲတဲအိမ်လေးဖြစ်ပြီးတော့ပြင်လေကန်းချီဆက်မှရှိပါတယ်သူမိမကလည်းအဲ့ဒီအိမ်လေးကိုဆက်ဆဆင်းတွေ့တော့နေချင်းစရာလေးအေးချမ်းလိုက်တာဆိုပြီးပျော်ရွှင်နေတဲ့ကွယ် တငါတယ်ကြီးကလည်းသူဂရိပေးထားတဲ့အတိုင်းသူ့မိမကို အမြဲတမ်းပျော့ပျော့ရွှင်ရွှင်ထားတဲ့ကွယ်ဒီလိုနဲ့နေ့လယ်ဘက်ဆိုတငါတယ်ကြီးကငါဖန်ထွက်တယ်သူ့မိမကအိမ်မှာထမင်းဟင်းချက်ပြုတ်တယ်အဝေးလျှော်တယ်အိမ်သာရှင်းရေးလုပ်ပြီးနေခဲ့တာပေါ့ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာတငါတယ်ကြီးရဲ့မိမကဒီလိုမျိုးတဲအိမ်လေးမှာနေပြီး အိမ်အလုပ်တွေလုပ်နေရတာကိုမပျော်တော့ဘူးတဲ့ကွယ်။ဟွန်းစိတ်ညစ်လိုက်တာ။တနေ့တနေ့လဲအိမ်အလုပ်တွေပဲလုပ်နေရတာပင်ပန်းလိုက်တာ။အဲ့ဒီလိုမျိုးဆိုပြီးတငါတဲ့ကြီးငါဖမ်းသွားပြီးပြန်လာတိုင်းညီးတော်ပြောဆိုတဲ့ကွယ်။နောက်တနေ့မနေ့ရောက်တော့တငါတဲ့ကြီးလဲထုံးစံအတိုင်းငါဖမ်းထွက်တာပေါ့။ဒါပေမဲ့ခါတိုင်းနေ့တွေလိုငါးတကောင်မှဖမ်းမမိဘူးတဲ့ကွယ်။ဟွန်း ဒီနေ့လဲငားမရပါလားဒီတိုင်းအိမ်ပြန်ရင်တော့ငါမိမတော့ပြောတော့မှာပဲဆိုပြီးစိတ်ညစ်ညစ်နဲ့ထိုင်နေပြီးတော့ငားဆက်များနေတဲ့ကွယ်ဒီလိုနဲ့ခဏကြာလာတော့ငားများတံကိုအောက်ကနေတခုခုကဆွဲနေတယ်လို့ခံစားရတဲ့ဟာအောက်ကနေဆွဲနေပါလားငားမိပြီထင်တယ်ဆိုပြီးတငါတဲ့ကြီးလဲအားကုန်ဆွဲတင်လိုက်တဲ့ကွယ်ဆွဲတင်လိုက်တဲ့အချိန်မှာပဲ တန်ငါတဲ့ကြီးလည်းအယမ်းအံ့ဩတင်သွားတာပေါ့အလိုရွှေရောင်တလက်လက်တောက်ပြီးအယမ်းလာတဲ့ငားလေးပါလားတန်ငါတဲ့ကြီးလည်းငားလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့ကွယ်ဟုတ်ပါတယ်ကျွန်တော်ကရွှေရောင်ငားမင်းသားလေးပါဒါကြောင့်မို့ကျွန်တော်ကိုမတက်ဖဲနဲ့ပြန်လွတ်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာရွှေငားလေးကစကားပြောတဲ့တန်ငါတဲ့ကြီးကလည်းချက်ချင်းပဲအလို့ မင်းကစကားပြောတတ်တဲ့ငါလေးပဲငါတကားမှမတွေ့ဘူးကောင်းပါပြီမင်းကငါရေထဲကို ပြန်လှုပ်ပေးပါမယ်ဆိုပြီးတန်ငါတဲ့ကြီးကရွှေငါလေးကိုပြန်လှုပ်ပေးလိုက်ပါတယ်ရွှေငါလေးကလည်းရေထဲကိုရောက်ရောက်ချင်းတန်ငါတဲ့ကြီးကျွန်တော်ခမရရဲ့ဂျေဇူးကိုမမေ့ပါဘူးခမည်းလိုရာစုကို လိုအပ်တဲ့အခါတိုင်းတောင်းနိုင်ပါတယ်လို့ပြောပြီးရေအောက်ထဲကိုကူးခတ်သွားတဲ့ကွယ်ဒီလိုနဲ့တန်ငါတဲ့ကြီးလဲ ငားမရပဲအိမ်ပြန်လာတာပေါ့အိမ်ရောက်တော့သူ့သွေးထားတဲ့အတိုင်းပဲသူ့မိမကပြောတာပေါ့ကွယ်ရှင်ဒီနေ့လည်းငားမရခဲ့ဘူးမလားငားမရရင်ဒီနေ့ပတ်စံမရတော့ဘူးပေါ့လို့ပြောတယ်ကွယ်အဲ့ဒီအခါတန်ငါတဲ့ကြီးကငါဒီနေ့ငားရခဲ့ပါတယ်ငါပြန်လွတ်ပေးလိုက်တာလို့ပြောတယ်ကွယ်ဘာဘာလို့ပြန်လွတ်ပေးလိုက်တာလဲသူ့မိမကမေးတော့ သူကရိုးရိုးငါမဟုတ်ဘဲရွှေရောင်တလက်လက်တောက်နေတဲ့ငါမင်းသားလေးမို့ပါပြီးတော့သူကငါလိုရာစုကိုလည်းတောင်းနိုင်ပါတယ်လို့ပြောသွားတယ်ဆိုပြီး ပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါသူ့မိန်းမက ရှင်ဒါဆိုဘာစုမှမတောင်းခဲ့ဘူးလားအခုပြန်သွားပြီးကျမတို့အတွက်တိုက်အိမ်လှလှလေးတစ်ခုပေးပါလို့သွားတောင်းကြည့်သွားသူ့မိန်းမက အတင်းလှတဲ့လေကွယ်အဲ့ဒီအခါတငါတဲ့ကြီးလေသူ့မိန်းမကိုမငင်းတာတော့ ရွှေငားလေးနေတဲ့ကန်းဆက်ကိုပြန်ပြေးလာပြီးရွှေငားလေးကိုခေါ်တာပေါ့ရွှေငားလေးရွှေငားလေးတလက်လက်တောက်ပနေတဲ့ရွှေငားလေးရင်တောင်းစုတစ်ခုပြုကျင်လို့ငါးရှိကိုပေါ်လာပေးပါရွှေငားလေးလို့ခေါ်လိုက်တာနဲ့ရွှေငားလေးကရေထဲကနေပေါ်လာတဲ့ကွယ်တငါတဲ့ကြီးဘာများအလိုရှိပါသလဲလို့မေးတဲ့ကွယ်တငါတဲ့ကြီးကလည်းငါရဲ့မိမကအခုတဲအိမ်မှာနေရတာမပျော်ရွှင်ဘူးတဲ့ သူကတိုက်အိမ်မှာနေခြင်းနဲ့တောင်းဆိုပေးပါစို့လို့ငါလာခဲ့တာကွ။ရွှေငါးလေးကလည်းဟုတ်ပါပြီ။အိမ်ကိုပြန်သွားလိုက်ပါ။တန်ငါတဲ့ကြီးရဲ့မိန်းမကတိုက်အိမ်မှာနေနေတာကို တွေ့ရပါလိမ့်မယ်ဆိုပြီးရေထဲကို ပြန်သွားတဲ့ကွ။တန်ငါတဲ့ကြီးလည်းအိမ်ကိုရောက်တော့တိုက်အိမ်ကြီးမှာနေနေတဲ့သူ့မိန်းမကို တွေ့ရတဲ့။အဲ့ဒီအခါတန်ငါတဲ့ကြီးကမိန်းမရဲ့ မင်းအခုတိုက်အင်ကြီးနဲ့နေရပြီဆိုတော့ပျော်ရဲ့လားလို့မေးတယ်ကွယ်သူ့မိန်းမကပျော်တာပေါ့ဒါပေမဲ့အိမ်ထဲမှာလည်းပစ္စည်းတွေအကုန်လုံးကအစ်စ်တွေကြီးပဲကျမအရင်လိုတန့်ရှင်းရေးတွေလုပ်เสียမလို့တော့ဘူးလို့ပြောတယ်ကွယ်ပြီးတော့အဲ့ဒီညတန်ငါတဲ့ကြီးနဲ့သူ့မိန်းမကညစာကိုပျော်ပျော်ရွှင်ရွှင်စားပြီးအိတ်လိုက်ကြတယ်ကွယ်နောက်တနေ့ရောက်တော့သူ့မိန်းမကထပ်ပြောပါတယ်ကျမတက်အိမ်နဲ့မနေချင်တော့ဘူးသွား နန်းတော်ကြီးနဲ့နေခြင်းနဲ့ရှင့်ရွှေငါးစီကို ပြန်သွားပြီးပြောချင်ဆိုပြီးပြောလိုက်ပါတယ်။တန်ငါတဲ့ကြီးလည်းသူ့မိမရဲ့အလိုကိုမငင်းတာတော့ရွှေငါးလေးစီပြန်သွားပြန်ပါတယ်။ရွှေငါးလေးရွှေငါးလေးတလက်လက်တောက်ပနေတဲ့ရွှေငါးလေးတောင်းစုတစ်ခုပြုခြင်းလို့ငါးရှိကိုပေါ်လာပေးပါလားရွှေငါးလေးလို့ခေါ်လိုက်တာနဲ့ရွှေငါးလေးပေါ်လာပြီးတန်ငါတဲ့ကြီးဘာများအလိုရှိပါသလဲခမားလို့မေးလိုက်ပါတယ်။တန်ငါတဲ့ကြီးက ငါမိမကတိုက်အိမ်မှာမပျော်ရှင်ပြန်မှုတဲ့နန်းတော်ကြီးနဲ့နေကျင်နေတဲ့လေရွှေငါလေးကလည်းဟုတ်ပါပြီအိမ်ကိုပြန်သွားလိုက်ပါတန်ငါတယ်ကြီးရဲ့မိမကိုနန်းတော်ကြီးမှာတွေ့ရပါလိမ့်မယ်လို့ပြောလိုက်ပါတယ်တန်ငါတယ်ကြီးလည်းအိမ်ကိုအပြေးပြန်လာပြီးတိုက်အိမ်နေရာမှာနန်းတော်ကြီးကို တွေ့တဲ့အခါအံ့ဩသွားတာပေါ့သူ့မိမကလည်းခမ်းနားလာတဲ့နန်းတော်ကြီးထဲမှာဘယင်မကြီးဖြစ်နေတာပေါ့ကွယ် အဲ့ဒီအခါတန်ဃာတဲ့ကြီးကမိမရေမင်းအခုနန်းတော်ကြီးထဲမှာဘယင်မာကြီးဖြစ်နေပြီပျော်ရွှင်ရဲ့လားလို့မေးတယ်ကွယ်သူမိမကဟာဟာဟာပျော်တော့ပျော်ပါတယ်ဒါပေမဲ့ကျမက တိုင်းပြည်ကို အုပ်စိုးတဲ့ဧကရစ်ဘယင်မာကြီးဖြစ်ချင်တာရွှေငါးကိုတောပြန်ပြောကြည့်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါတန်ဃာတဲ့ကငါးတစ်ခေါင်ကမင်းကိုဧကရစ်ဘယင်မာဖြစ်အောင်မလုပ်နိုင်ပါဘူး ။သူလဲငါတောင်းတဲ့စုတိုင်းဖြည့်ပေးနေတာ။ဒါလောက်နဲ့ပဲကျေနပ်ပါတော့လို့ပြောတဲ့ကွယ်။အဲ့ဒီအခါသူမိမက ရှင်ကျမကိုပြောအောင်ထားမယ်ဆို။အခုဂရိမတီတာလားလို့မေးလိုက်ပါတယ်။အဲ့ဒီအခါတန်ငါသေးကြီးလဲမတက်တာတော့ပဲ။ရွှေငါးလေးစီ ပြန်ပြေးလာတဲ့ကွယ်။ရွှေငါးလေးရွှေငါးလေးတလက်လက်တောက်ပနေတဲ့ရွှေငါးလေး။တောင်းစုတစ်ခုပြုခြင်းလို့ငါရှိကိုပေါ်လာပေးပါရွှေငါးလေးလို့ပြောလိုက်ပါတယ်။ ရွှေငါးလေးလည်းထွက်လာပြီးတင်္ဂါတဲ့ကြီးဘာများအလိုရှိပါသလဲလို့မေးပြန်ပါတယ်။တင်္ဂါတဲ့ကြီးကလည်းငါမိန်းမကဘယင်မာကြီးမဖြစ်ချင်ပဲဧကရစ်ဘယင်မာကြီးဖြစ်ချင်တယ်လို့ပြောလိုက်ပါတယ်။ရွှေငါးလေးကလည်းဟုတ်ပါပြီ။အိမ်ကိုပြန်သွားလိုက်ပါ။တင်္ဂါတဲ့ကြီးရဲ့ဧကရစ်ဘယင်မာဖြစ်နေတဲ့မိန်းမကို တွေ့ရပါလိမ့်မယ်ဆိုပြီးပျောက်ကွယ်သွားပြန်ပါတယ်။တင်္ဂါတဲ့ကြီးလည်းအိမ်ကိုပြန်ရောက်တော့ ရဲမှတ်ပေါင်းထောင်ကြီးစောင့်ကြနေတဲ့ဧကရိနန်းတော်ကြီးကို တွေ့လိုက်ပါတယ်။အထဲမှာလည်းဂျေနက်ပီတီဖြစ်နေတဲ့သူ့မိမကို တွေ့ပြန်ပါတယ်။တငါတယ်ကြီးကမိမရေမင်းဖြစ်ခြင်းတဲ့အတိုင်းဖြစ်နေတာစိတ်ချမ်းသာရဲ့လားလို့မေးပြန်ပါတယ်။သူ့မိမကလည်းကျမပြောပါတယ်။အခုလောလောဆယ်တော့ကျေနပ်တယ်လို့ပြောပြီးနှစ်ယောက်သားအတူအိယာဝင်ကြတာပေါ့တငါတယ်ကြီးလဲသူ့မိမ နောက်ထပ်ဘာမှထပ်မတောင်းပါစေနဲ့လို့ဆူတောင်းရင်းနဲ့အိပ်ပျော်သွားပါတယ်။ဒါပေမဲ့တငါသေးကြီးရဲ့မိမကတော့အိပ်မပျော်ပဲသူနောက်ထပ်ဘာတောင်းဆိုရင်ကောင်းမလဲလို့တွေးနေတာပေါ့။ဒီလိုနဲ့ရက်သက်တစ်ပတ်ကြာပြီးနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့တငါသေးကြီးကိုပြောပါတယ်။ကျမဒီဘဝမှာနေရတာမပျော်တော့ဘူး။အချိန်တွေကလည်းရွေးနေတယ်။ကျမအချိန်ကိုထိန်းချုပ်နိုင်ပြီးကောင်းခင်ဘော်က နေနဲ့လာကိုအုပ်ချုပ်တဲ့သူဖြစ်ခြင်းနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါတန်ငါတဲ့ကြီးကလည်းညင်းတာပေါ့။မဖြစ်နိုင်တာကိုမတောင်းဆိုပါနဲ့လို့ပြောလိုက်ပါတယ်။ထိုအခါသူ့မိန်းမက ရှင်မတော်ဘူးဆိုရင် ရှင်ကိုကျမရဲ့ရဲမက်တွေကိုတတ်ခိုင်းရလိမ့်မယ်။အဲ့ဒီလိုမျိုးချင်းချောက်တဲ့ကွယ်။တန်ငါတဲ့ကြီးလည်းကြောက်လန့်ပြီးရွှေငါးလေးစီပြန်ပြေးတာပေါ့။ရွှေငါးလေးရွှေငါးလေးတလက်လက်တောက်ပနေတဲ့ရွှေငါးလေး တောင်းစုတစ်ခုပြုခြင်းလို့ငါရှိကိုပေါ်လာပေးပါရွှေငါလေးလို့ခေါ်ပြန်ပါတယ်။ထုံးစံအတိုင်းရွှေငါလေးရောက်လာတာနဲ့ငါမိမက အချိန်ကိုထိန်းချုပ်နိုင်ပြီးကောင်းကင်ဘော်ကနေနဲ့လာကိုအုပ်ချုပ်ခြင်းတဲ့သူဖြစ်ခြင်းတဲ့လို့ပြောပြန်နေကွယ်။ရွှေငါလေးကလည်းသူ့မိမရဲ့အလိုကို ဖြည့်ဆည်းပေးလိုက်ပြီးဟုတ်ပါပြီ။အိမ်ကိုပြန်သွားလိုက်ပါလို့ပြောပြန်ပါတယ်။ဒီတစ်ခါမှာတော့နန်းတော်ကြီးရော သူ့မိမကိုရော မတွေ့ရတော့ပါဘူး။ တန်ငါတဲ့ကြီးလဲမိမရေမင်းမမလဲလို့လိုက်လံအော်ခေါ်နေပေမဲ့သူ့မိမကို မတွေ့ရတော့ဘူးတဲ့သူ့မိမကိုအယမ်းချင်မြတ်နိုးတဲ့တန်ငါတဲ့ကြီးကငိုပြီးတော့ရွှေငါးလေးစီပြန်ပြေးလာပါတယ်ရွှေငါးလေးရွှေငါးလေးတလက်လက်တောက်ပနေတဲ့ရွှေငါးလေးတောင်းစုတစ်ခုပြုခြင်းလို့ငါရှိကိုပေါ်လာပေးပါလားရွှေငါးလေးလို့ခေါ်ပြန်ပါတယ်ဒီတခါရွှေငါးလေးပေါ်လာတဲ့အခါမှာတော့တန်ငါတဲ့ကြီးကငါရဲ့မိမဘမလဲ ိမ်ပြန်ရောက်တော့သူ့ကိုမတွေ့ရတော့ဘူးလို့မေးပါတယ်။အဲ့ဒီအခါရွှေငါးလေးကတငါတယ်ကြီးရဲ့မိမကအချိန်ကိုထိန်းချုပ်ပြီးနေနဲ့လာကိုအုပ်ချုပ်တဲ့သူဖြစ်သွားပါပြီ။တငါတယ်ကြီးကိုလည်းမသိတော့ပါဘူး။တငါတယ်ကြီးလည်းသူ့ကိုမြင်ရတော့မှမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါတငါတယ်ကြီးက"အိုးရွှေငါးလေးရဲ့တချိန်လုံးငါမိမရဲ့အလိုကိုပဲဖြစ်ပြီးဆူတောင်းလာခဲ့တာ" ဒီတစ်ခါတော့ငါရဲ့နောက်ဆုံးတောင်းစုလေးဖြည့်ပေးပါလို့ပြောလိုက်ပါတယ်။ရွှေငါးလေးကလည်းဟုတ်ပါပြီလို့ပြန်ပြောပါတယ်။အဲ့ဒီအခါတငါတဲကြီးကငါရဲ့မိမကိုငါနဲ့အတူတူအရင်ချိန်တွေတိုင်းတသက်လုံးပျော့ပျော့ရွှင်ရွှင်နဲ့ငါရဲ့ဘေးမှာနေသွားစေချင်ပါတယ်လို့ဆုတောင်းလိုက်ပါတယ်။ရွှေငါးလေးကလည်းပြည့်စင်ရပါမယ်။အိမ်ကိုပြန်သွားလိုက်ပါလို့ပြောပြီးပြောက်ွယ်သွားတဲ့ကွယ်။ဒီလိုနဲ့တငါတဲကြီးက အိမ်နေရာကိုပြန်ရောက်တော့အရင်ကလိုတဲအိမ်လေးမှာပျော့ပျော့ရွှင်ရွှင်နဲ့သူ့ပြန်လာတာကိုစောင့်နေတဲ့သူ့မိန်းမကို တွေ့ရပါတယ်။ပြီးတော့သူ့မိန်းမက ရှင်ပြန်လာပြီလား။ကျမရှင်ကိုထမင်းစားဖို့စောင့်နေတာ။ကျမဘဝမှာရှင်နဲ့နေရတာအေးချမ်းပြီးအပျော်ရွှင်ဆုံးပါပဲလို့ပြောလိုက်ပါတယ်။အရင်နေ့ကစပြီးတန်ငါတဲ့ကြီးနဲ့သူ့ရဲ့မိန်းမလည်းပျော့ပျော့ရွှင်ရွှင်နဲ့သက်ဆုံးတိုင်းနေထိုင်သွားကြတဲ့ကွယ်။ ပုံမြင်သေးကတော့ဒါပါပဲကွယ်။မိန်းကလေးတို့လည်းတငါတဲ့ကြီးရဲ့မိန်းမလိုအလိုလောဘမကြီးပဲကို့မှာရထားတဲ့ဘဝလေးမှာပျော့ပျော့ရွှင်ရွှင်နဲ့နေရမယ်နော်။နောက်နေ့တွေမှာလည်းတတမီမီလေးတို့အတွက် ပုံမြင်သေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးမျှထားပေးကြပါဦးနော်။